မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့နှုတ်ခွန်းဆက်သပါရစေဒီကနေ့မှာတော့နာလန္ဒာတက္ကသိုလ်ကိုတွားရောက်လည်လာခြင်းအမှတ်နှစ်ကိုလည်လာကြပါဖြစ်ပါတယ်နာလန္ဒာတက္ကသိုလ်ကိုလည်လာခြင်းအမှတ်တစ်မှာတော့နာလန္ဒာတက္ကသိုလ်ရဲ့စတင်တိဆောက်ခဲ့ပုံစတင်သားများစတင်ခဲ့ပုံတက္ကသိုလ်ကြီးမင်းရှုဖြစ်စီခံရပုံစတဲ့အချက်လက်တွေကို YouTube channel ကိုကြည့်နေကြတဲ့အားလုံးသောဓမ္မမိတ်ဆွေများကိုမျှဝေပေးခဲ့ပြီးဖြစ်ပါတယ် ီအမှတ်နှစ်မှာတော့ဒီတက္ကသိုလ်ကြီးရဲ့သမိုင်းဆိုင်ရာရောက်ကျွန်းတွေကိုတူးဖော်ခဲ့တဲ့အခြေအနေလေးဒီတက္ကသိုလ်အဝင်းအတွင်းမှာရှိနေတဲ့အရှင်သာရိပုတ္တရာဇေဒီအကြောင်းတွေအရှင်သာရိပုတ္တရာရဲ့ဘဝဖြစ်စဉ်တွေစတဲ့အချက်လက်တွေကိုဓမ္မမိတ်ဆွေများအသိဉာဏ်ဘူးတူရာရရှိအောင်ဓမ္မလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်အခုလိုဒီတက္ကသိုလ်ကြီးပြပြခဲ့တဲ့သမိုင်းအကြောင်းအရာတွေကိုလလမေသမ လည်လာထားခြင်းသာဖြစ်ပါတယ်ဒီအကြောင်းအရာတွေမှာလူမျိုးရေးအမုံပွားမှုများမုံတီးမှုများလုံးဝမရှိဘူးဆိုတာကိုလည်းပဲပထမဆုံးအနေနဲ့ပြောပြချင်ပါတယ်ဒီတက္ကသိုလ်ကြီးဟာဒီလိုတမန်ရှိခဲ့တယ်ဆိုတာကို လက်ဆောင်အနေနဲ့ပေးခြင်းလို့သာလျှင်ဘုဒ္ဓရတွေရအောင်နောက်အမှားတွေမမှားရအောင်နောက်ရှောင်ကြည့်နေအောင်ပြောပြပေးအပ်ခြင်းသာဖြစ်ပါတယ် ၅ရာစုမှာကုမာရကပ္ပတာမင်းနဲ့နာဂာဂျွနာတို့တည်ထောင်ထားခဲ့တဲ့နာလန္ဒာတက္ကသိုလ်ကြီးဟာအဲဒီဆင်းနှစ်ရာစုတိုင်းအလွန်တရာမှစီကပ်ပြီးတော့တကယ့် International University တခုဖြစ်ကိုရရှိခဲ့တဲ့ကမ္ဘာရှိအကြဆုံးတက္ကသိုလ်ကြီးများထက်ကတခုအပါဝင်ဖြစ်တဲ့နာလန္ဒာတက္ကသိုလ်ဖြစ်ပါလေဒီတက္ကသိုလ်ကြီးဟာနောက်ဆုံးဗတ္တိယခေလာကြီးစစ်တီတော်များ ဝင်ရောက်ပြီးတော့တက်ခဲ့ပြီးတဲ့နောက်ចောင်းသားပေါင်း1000ကျော် ဆရာပေါင်း1900ကျော်တော့ဟာပတ္တိယခိလာကြီးရဲ့အသားတော်အမှာသွေးအလင်းလင်းနဲ့အသက်တွေပေးသွားခဲ့ရတဲ့တက္ကသိုလ်ကြီးတစ်ခု ဖြစ်ပါတယ်။ဒီလို900တိုင်တိုင်နာမည်ကြိုးကြားလူသိများခဲ့တဲ့တက္ကသိုလ်ကြီးဟာဘလောက်ပဲကြောင်းပေါင်းများစွာရှိရှိဘလောက်ပဲစာပေကျမ်းခန်တွေရှိရှိဘလောက်ပဲနာမည်ကြိုးကြားကြိုးကြားနောက်ဆုံးမှာတော့အလိုက်စားသဘောနဲ့ဇာတိန်သွားကြရတာဖြစ်ပါတယ်။ဒီတက္ကသိုလ်ကြီးကိုဖျက်ဆီးလိုက်တဲ့ဟာတက္ကသိုလ်ရဲ့အဆောက်အဦ တက္ကသိုလ်ရဲ့စာပေတွေအဲ့ဒီအချက်လက်တွေကိုသာလျင်ဖြည့်ဆည်းလိုက်တာမဟုတ်ပါဘူးဘောဓဘာသာကိုယုံကြည်ကိုးစားနေကြတဲ့ဘောဓဘာသာဝင်တွေရဲ့ဘာသာရေးကိုလည်းနောက်ဆုံးဖြည့်ဆည်းလိုက်တဲ့လေပွေလေးချမ်းဖြစ်ပါတယ်အစကတည်းကမှယဉ်နစ်နေတဲ့ဘောဓဘာသာဝင်တွေဟာပတိယခိလာကြီးတို့အဝင်ရောက်လာတဲ့နောက်ပိုင်းမှာဘောဓဘာသာရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ခေါင်းဆောင်တွေကိုအလုံးဖြိုဖျက်ပြီးတဲ့နောက်နောက်လိုက်တွေဟာလည်းပဲတဖြည်းဖြည်းနဲ့ အားနည်းရင်းရင်သွားပြီးတော့စနေရစုမှာပဲအိန္ဒိယမှာရှိနေတဲ့ဘောဓဘာသာဝင်တွေဟာ